အဲ့တော့ဘုရားမသာကောင်းဖြစ်အောင်ကြိုးစားဒီအီချင်းနဲ့ရအောင်ကြိုးစားမကြိုးစားရင်မရဘူးကြိုးစားမှဒီအီချင်းကောင်းတယ်အဲ့တော့ဘာတွေကြိုးစားရမှာတော့လို့မြတ်စွာဘုရားကနံပါတ်1ဘိက္ခုဒတ္တနံနာဟာပိတိဘုရားတရားသံဃာယရဏသုံးပါးကိုကိုယ်ဝဲစိတ်ကတဲ့အခါမြတ်စွာဘုရားကတိုက်တွန်းနေ ယဟန်နေနဲ့ဘုန်းကြီးတွေနဲ့ဆိုလိုတာဘာသာရေးမှာတိတဲ့တကြွနားလဲတဲ့ဘုန်းကြီးတွေနဲ့မကြခဏဆုံစည်းဖို့တွေ့ဆုံရမယ်လို့ဆိုလိုတယ်။ဒါဘာအတွက်တုံးဆိုဆုံမရသော်ပြန်ဟောတဲ့ဆုံမတွေကိုသိပါဘူး။ဒါကြောင့်မို့ဘိက္ခုတတနာနာဟပိတိ ယန္တော်တို့ကိုဖူးတွေ့ခြင်းကိုဘယ်တော့မှလက်ရောပါမသွားစေနဲ့ကြိမ်ကြိမ်မကြာခဏတွေ့ဆုံပါလို့ဆိုတော့အဲ့ဒါတာမန်ကြီးပဲဆိုရင်ဘုန်းကြီးနဲ့တွေ့ခိုင်းတာမြဲတာဖေဘာသာဝင်မဲ့ဖြစ်ဖြစ်စဉ်းစားရင်သူတို့ဘာသာရေးဟောပြောတဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့မှဘာသာတရားဆိုတာနားထောင်ရတာတာမန်အဖြစ် ဗမာပြည်လူနေစဉ်တွေ့တွေ့ဆိုတာကတွေ့တာနဲ့မြင်တာနဲ့မတူဘူးနော်လမ်းပေါ်မှာသွားနေတဲ့ဘုန်းကြီးတွေမြင်တာကိုဒါတွေ့တယ်လို့မခေါ်တွေ့တယ်ဆိုတာစုံပြီးတော့စကားပြောတာမျိုးတွေ့တယ်ပြောကြတယ်မင်းသူနဲ့တွေ့ပြီးပြီလားဆိုတွေ့ပြောပြီးမှတွေ့တယ်လို့ပြောတာအေးအဝေးကနေလှမ်းမြင်လိုက်တာမြင်နေဦးမြင်တာတွေ့တာမဟုတ်သေးဘူးမြင်တာနဲ့တွေ့တာမတူဘူးဆိုတော့ကြည့် မြင်နာမြင်လိုက်တာပဲလေမြင်နာလေးအများကြီးလူတော့မြင်လိုက်တယ်အစည်းအဝေးထဲမှာလူတယောက်လှမ်းမြင်လိုက်တယ်ကိုတွေးကျင်တဲ့လူတွေးမြင်တော့မြင်တယ်သူသူထိုင်းတာလည်းမြင်ရတယ်သူများတွေနဲ့စကားပြောတာမြင်တယ်အဲ့ဒါမြင်တာသူနဲ့နှစ်ယောက်တည်းမတွေ့သေးသည်ဗျာတွေ့တယ်လို့မပြောရသေးဘူးတဲ့အဲ့ဒါကြောင့်ဘိက္ခုဒတ္တနာယန်းတန်ကယန်းတော်တွေနဲ့ခေါင်းကြီးတွေနဲ့တွေ့ရမယ်လို့ အဲ့ဒီတွေ့တွေ့မှုကိုဘယ်တော့မှရှော့မချစေကျော်ပါမသွားစေနဲ့လို့သူပြောတာဒါတမန်စဉ်းစားကြည့်မယ်ဆိုရင်ဘုန်းကြီးတွေ ਨੇ မကြောက်ကြတွေ့ပါလို့ပြောတာတွေ့ပါဆိုတာဘာအတွက်တုံးလို့ဆိုအသိပညာရဖို့တွေ့ခိုင်းတာပဲအသိပညာမရရင်ဘယ်တွေ့ဘယ်တွေ့ယောဂရှိတဲ့ပုဂ္ဂိုလ်တယောက်ကျမ်းမာတဲ့ဟို တို့ကျင်တဲ့ပုဂ္ဂိုလ်ကဆရာဝန်နဲ့မကြကနာတွေ့တယ်နိမကြကနာတွေ့ရပညာသင်ကြားတဲ့ပုဂ္ဂိုလ်တွေကကိုယ်ဆရာကိုယ်ပါမောက္ခနဲ့မကြကနာတွေ့တွေ့ပြီတွေ့ပြီမှကိုလိုချင်တဲ့ပညာနဲ့တက်ကျမ်းမာမှုကိုလိုချင်တဲ့ပုဂ္ဂိုလ်ကဆရာဝန်နဲ့တွေ့ပြီမကြကနာမိမြန်စူဇန်အဲ့ဒါလိုပဲ ဘာသာတရားဘက်ကအရင်ချင်းတွတ်တက်ဖို့ရအတွက်ဘာလို့ရမလဲနံပါတ်၁ကဘုန်းကြီးတွေနဲ့မကြခဏတွေ့ပါလို့ပြောဆိုမြတ်စွာဘုရားကဒီနေရာမှာငါနဲ့တွေ့လို့မပြောဘာလို့ပြောတာတော့ဘာလို့ဒီလိုဟောတာတော့ဘုရားနဲ့တွေ့ရမယ်လို့မဟုတ်တန်ခါနဲ့တွေ့ဘိက္ခုနဲ့တွေ့လို့ယန်းနေဘုန်းကြီးတွေနဲ့တွေ့လို့ဆိုလိုတာမြတ်စွာဘုရားက အကရိတာဖျားနဲ့တွေ့ဆိုဖျား မရှိတော့ဘူးဆိုတဲ့အခါကျလူတွေကဘုံကြီးတွေ့ချင်မှာမဟုတ်တော့နော်အရှိကြည့်လိုက်ပဲဆိုရင်ခုမြတ်စွာဘုရားမရှိတော့တာနှစ်ပေါင်း2560နဲ့နည်းနည်းရှိသွားမြတ်စွာဘုရားပြိဋိဘံဆံသွားတဲ့နှစ်နှစ်ပေါင်း2560နဲ့နည်းနည်းရှိအဲ့လိုကြာညောင်းနေတော့ ဘုရားနဲ့တွေ့ရမယ်သားအကယ်၍ဟောတာရင်ဘုရားမှမရှိပဲဘယ်သူမှတွေ့စရာမလိုဘူးဖြစ်သွားတာပါဆက်ကအဲ့လိုမဟုတ်ဘူးမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုတတိနားလေသက်ဆောင်လာတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဘုန်းကြီးယဟန်နဲ့တွေ့ပါ မကြာခဏဘုန်းကြီးယဟန်နဲ့တွေ့ပါအရေးကြီးတယ်နော်အဲ့တော့တွေ့ဆိုတာဘာသာရေးကိစ္စအနေနဲ့ ရသော်ဘုရားဟောတဲ့အဆုံးအမတွေကိုတိဖို့တွေးအောင်ပြောတာဘုန်းကြီးစီပတ်စံချေးခြင်းလို့သွားတွေးတာလည်းမဟုတ်ဘူးနော်အတွေ့ဝန်တွေ့နည်းတွေလည်းမျိုးမျိုးရှိသေးတယ်အဲ့လိုတွေးတာမဟုတ်ဘာသာတရားနဲ့ပတ်သက်ပြီးတော့အကြီးချင်းနဲ့တရားဓမ္မနဲ့ပတ်သက်ပြီးမေးဖို့ဘုန်းကြီးနဲ့တွေ့ဖို့လိုအပ်တယ်ဒါကြောင့်မို့ကိုယ့်ရဲ့အကြီးချင်းကောင်းတွေရဖို့ရအတွက် ရဟန်းတန်ကလည်းတွေးပါဘုန်းကြီးနဲ့တွေးပါအဲ့ဒီတွေးခြင်းကိုမင်းကြောပါမသွားစေနဲ့လိဟင်းမနေစေနဲ့လို့ဆုလို့တဲ့ဒါနံပါတ်1အရေးကြီးတဲ့အချက်ဘုရားဝတ္တခေါင်းဖြစ်အောင်ကြိုးစားမယ်ဆိုရင်ဘုန်းကြီးတွေနဲ့တွေးရွေးချယ်တွေးပေါ့ကိုတွေးတဲ့နဲ့တွေးတဲ့နဲ့ဘုန်းကြီးနဲ့တွေးပေါ့ယေဆောဗျာတော့တမန်အပြင်ခေါ်လိုက်တာပေါ့သို့သော တတနံဘာဝိတတနံဆိုတဲ့စကားနဲ့ပြည့်ဘာဝိတအတ္တရစိတ်ထက်ရင့်ကျက်တဲ့ဘုံကြီးလို့ဆိုလိုတယ်ပေါ့အဲ့ဒီကြတော့ပါတယ်တမန်ဘုံကြီးကိုတွေ့ခိုင်းတာမဟုတ်ဘူးစိတ်ထက်ရင့်ကျက်ပြီးတော့ဘာသာတရားကိုဟောပြောနိုင်တဲ့ဆုံးမသွန်သင်နိုင်တဲ့ဘုံကြီးနဲ့တွေ့ပါလို့ဒီလိုတော့ရွေးချယ်အောင်ဘုံကြီးနဲ့တွေ့ဆိုလမ်းမောသွားတွေ့နေလို့တော့ဖြစ်တာမဟုတ်ခြောက်သွားနေတဲ့ကိုတော့တွေ့ခိုင်းတာမဟုတ်ဘူးနော် ေးဘာသာတရားကိုဟောပြောဆုံးမနိုင်တဲ့ဘုန်းကြီးမျိုးနဲ့တွေ့ပါလို့သူတို့ပြောချင်တယ်။ဒါကြောင့်မို့ဒေသနာတော်မှာစုံနီယမှာတော့ဘိက္ခုဒသနနာဟာပေတိလို့ဒါတော့တင် ဆိုပေမဲ့လို့ကာထာပဏ္ဏနဲ့ဟောတဲ့အခါကျတော့ဒသနဘာဝိတတနာဆိုဘာဝိတဆိုဘာဝိတတစိတ်ကိုစိတ်နှလုံးကို မြင့်တင်ထားတဲ့ပုံကူမျိုးအသိဉာဏ်တွေမြင့်တင်ထားတဲ့ပုံကူမျိုး တွေ့ပါလို့ဆိုတော့ဒါအကျိုးရှိမဲ့ပုံကူမျိုးအဲ့ဒါဘုရဘာသာကောင်းအရင်ချင်းရရှိဖို့ရာအတွက်နံပါတ်1လောက်ရမယ်အလုပ်တစ်ခုပါတဲ့နံပါတ်1နှစ်ကပါတော့ဆိုရင်ဘုန်းကြီး ਨੇ တွေ့ပြီးထွေရလေးပါးစကားတွေပြောမှဆိုလို့အိမ်ငါစကားတွေအကြောင်းပြောအကြောင်းငါစကားတွေအိမ်ရောက် နော်တို့မီရှုမီအဲ့ဒါလုံးမှာဆိုတော့မြတ်စွာဘုရားအဲ့လိုဟာမဟုတ်ဘူးဘုန်းကြီးနဲ့တွေ့တယ်ဆိုတာနမနစ်အရေးကြီးတာပါတော့တတ္ထမသဝနာနပမိစတိတတ္ထမဆိုတာသူတော်ကောင်းတွေဟောပြောတဲ့သို့မဟုတ်မှန်ကန်တဲ့အဆုံးမတရားတတ္ထမမှန်ကန်တဲ့အဆုံးမတရားသို့မဟုတ်သူတော်ကောင်းတရားအဲ့ဒီသူတော်ကောင်းတရားကို တလေးတစားနာယူမှတ်သားဖို့ဘယ်တော့မှမမေ့နဲ့ဘုန်းကြီးနဲ့တွေ့ပြီးဘာလို့ဟောမှာတော့ဆိုရင်တရားနာဖို့မမေ့နဲ့တရားနာတယ်ဆိုနားလည်းပူတယ်ခါလည်းပူတယ်ဆိုဖြစ်တတ်တယ်တချို့ကြတော့လေနော်နားလည်းပူတယ်ခါလည်းပူတယ်ဆိုမျိုးဖြစ်တယ်အဲ့ဒီပူစရာကတော့တရားနာရင်ကတော့အေးပါတယ်မတရားတွေနာရင်တော့ပူကောင်းပူမှာ ထိုင်ရတာကြတော့ခါးကြောင်းတာပေါ့အဲ့တော့တတ္တမသဝနနပိမစတိဘုန်းကြီးကဟောမဲ့တရားကျမ်းနာဖို့ရအတွက်ဘယ်တော့မှမေ့မနေနဲ့အဓိကသွားတွေ့တာတရားနာဖို့တွေ့တာတရားနာဖို့ဆိုတရားဝဲကြီးတွေလှုပ်ပြီးနာတာတမျိုးတရားဝဲလှုပ်ပြီးနာတဲ့အနာမျိုးမဟုတ်ဘူး တစုံတစဆုံးမစကားလေးတွေရာစပြီမြတ်စွာဘုရားကဆုံးမထားတဲ့စကားလေးတွေတဘပပတအာကရဏအကုသိုလ်မှန်သမျှမလုပ်ရဘူးကုသလသူပသမရာကုသိုလ်မှန်သမျှပြည့်စုံအောင်လုပ်ရမယ်သစိတ်တပရိယောဓပနကိုစိတ်ကိုဖြူစင်စေရမယ်ဣတံဘုရဏသာသနာဒီအချက်၃ချက်ဟာမြတ်စွာဘုရားတိုင်းဆုံးမတဲ့ဆုံးမစကားပဲဆိုတာဒါအလွန်ရေးကြီးတဲ့ဟာ 1 2 3ဒီ3ချက်ပြည့်ပြည့်စုံတဲ့အရာတစ်ခုဖြစ်တယ်။အဲ့ဒီလိုဟာမျိုးတွေကိုကြားနာဝေရအတွက်မမေ့နဲ့တော်ကောင်းတရားကိုကြားနာအဆုံးမစကားတွေကြားနာဖို့အဲ့ဒါအတွက်မမေ့စင်နဲ့ဒါမှဘုရားဘာသာကောင်းရဲ့တယောက်ရဲ့အယီချင်းကိုရမှာဖြစ်တယ်တဲ့နောက်တတိယအချက်ကတော့ဘာရောဆိုလို့ရှိရင် ရဟန်းနဲ့တွေ့တယ်တရားနာတယ်ဟုတ်ပြီကိုပိုင်လောရမယ့်ကိစ္စတွေဘာတွေလောရအောင်လဲအဓိတိနေသိက္ခတိတဲ့လူသားတွေအတွက်အလေးထားရမယ့်ကုချင်းတရားနဲ့ပတ်သက်ပြီးတော့ကြိုးစားပြီးတော့ဆောင်ထည့်ရမယ်ဒါလည်းအရေးကြီးတဲ့ကိစ္စတစ်ခုပဲနော်ဒါပါရမယ်ဘုရားမသာကောင်းတို့ရဲ့အရေးချင်းတွေမှာအဓိတိလေသိက္ခတိဆိုတာ အရေးကြီးတဲ့သီလဆိုတာဘာကိုပြောတာတုံးဆိုအထက်ကငါးပါးသီလနဲ့၁၀ပါးသီလလို့ပြောလိုက်တယ်။၁၀ပါးသီလမပါဘူးလို့ပြောလို့တာမဟုတ်ဘူးအစနဲ့ဆုံးလူတွေစောင့်လို့ရတာ၁၀ပါးသီလအထိစောင့်လို့ရတယ်။အဲ့တော့ဆိုလိုတာကလုံးဝအပြက်အပြက်ကွက်မရှိဘဲနဲ့ထိမ့်သိမ့်ဆောက်ရှောက်မှာငါးပါးသီလ။ယမယံခါထိမ့်သိမ့်ဆောက်ရှောက်တဲ့အခါကြီးရဲ့ကြီးအခါကာလကြီးပြီးတော့၁၀ပါးသီလ။ အဲဒီရှင်းပါးထဲမှာမေတ္တာဖြစ်ဖြစ်ဘာဝနာတစ်ခုပံ့ပိုးထားမယ်ဆိုရင်ကိုးပါးသီလအဲ့ဒီတဲ့ဒီဝိจิตနာတွေကိုသုံးဆွဲမပြုတော့ဘဲနဲ့အလုံးကိုလွှဲအပ်ပြီးတော့ဒီဝိจิตကိုပါကင်တွယ်မှုမလုပ်ဖဲနဲ့ထိမ့်သိဆောက်ရှောက်တာကြတော့7ပါးသီလကိုရင်နေဆောင်ထိန်တဲ့သီလမျိုးပေါ့နော် နေစာဂီတာကိုတခုရေးတွက်လိုက်တယ်မာလာကနာကိုတခုရေးတွက်လိုက်တယ်အဲ့ဒီမှာသတ္တရူပရဇရထဲလိုက်လို့ရှိရင်7ပါးဖြစ်သွားတယ်ခုရှင်မသီလာဆိုတော့နေစာဂီတာနဲ့မာလာကနာကိုပေါင်းထားတာပေါင်းထားတာတခုစီခွဲလိုက်မယ်ဆိုရင်သူက7ပါး9ပါးသီလာ7ပါးသီလာတောင်ဖြစ်သွားနိုင်တယ်7ပါးသီလာကလည်းနော် <laughs> 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 ခု၉ပါးသီလစောက်တည်တာ၁၀ပါးသီလတောင်ဖြစ်သွားတယ်။သို့သော၁၀ပါးသီလဆိုဒီမှာနိစ္စဂိတနဲ့မာလာကနာခွဲထားတယ်။သတ္တရူပထက်ပေါင်းထားတယ်ဒီဟာကိုဆိုလိုတယ်ပေါ့။အဲ့ဒါကိုအဋ္ဌသီလလို့ခေါ်တယ်။အလေးနဲ့ထားထိမ့်သိမ့်ဆောက်ရှောက်အောင်မယ်သီလ။နေ့စဉ်တိရပန်သက်တဆုံဆွဲဆွဲမြဲမြဲထိမ့်သိမ့်ရမှာတော့၅ပါးသီလ။အခါလျော်စွာ အခါကြီးရဲ့ကြီးတွေများထိမ့်သိမ်းဆောက်ရှောက်ဖို့ရဥပုံနေကာလမှာဆို10ပါးသီလခုလိုမွေးနေ့တို့ပါလို့ဆိုရင်ကိုယ့်ကကိုယ်ပါသီလဖြစ်စီ10ပါးသီလဖြစ်စီထိမ့်သိမ်းလို့ရတယ်အဲ့ဒီလိုလုပ်ဖို့ရအတွက်ကြိုးစားရမယ်ကြိုးစားရမယ်ဥပုံဆောင်မှုလည်းကြိုးစားရမယ်ထမင်းဆောင်လို့ဆိုပြီးတော့လည်းအကြောင်းမပြနဲ့ ထွင်းဆန်လို့ရှိရင်လေလေနာထရဲလို့လည်းအကြောင်းမပြနဲ့ gas station လို့အစာမစားရင်မဖြစ်ဘူးလို့လည်းအကြောင်းမပြနဲ့ဒီလိုဆိုရပေါ့နော်တတ်နိုင်အောင်စောင့်တည်ပြီးတော့ဒီသီလနဲ့ပတ်သက်ပြီးကြိုးစားပါတဲ့ဓာတ်နံပါတ်3ချက်ဘုရားဘာသာကောင်းဖြစ်ဖို့ဒီရည်ချင်းနေနဲ့ကြိုးစားဒီလိုကြိုးစားရမှာလို့ဆိုတော့အဲ့လိုကြိုးစားရင်ကိုပဲဘုရားဘာသာကောင်းဖြစ်သွားတယ် နောက်တစ်ခုကပါတော့နံပါတ်၄ကပတာဒဘဟုလောဟောတိဘိက္ခုတုယန်းနေပေါ်မှာជីညူတရာစိတ်မြားရမယ်အဲ့ဒါမှလည်းဘုန်းကြီးတွေတွေ့မှာဘုန်းကြီးတွေကိုမជីညူဒီကိုရောမជីညူအမြင်ကတ်တယ်ဆိုလို့ရှင်တော့သူကဒီအခွင့်အရေးတွေပြတ်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့လို့ ရဟန်းနေနဲ့ပတ်သက်ပြီးတော့ချီညိုတရာစိတ်ရှိနေဖို့လိုအပ်တယ်ချီညိုတရာစိတ်ဆိုတာဘာကိုပြောတာတုံးဆိုချီညိုတရာစိတ်ဆိုတာအော်ငါတို့အဲ့ဒါလိုဂရုံးတုံးပြီးမနေနိုင်ဘူးသူတို့ဂရုံးတိန်နေညနေစာမစားပဲငါမနေနိုင်ဘူးသူတို့အလိုနေကြတယ်ပြောပါးတွေမလိုက်စားကြပဲနဲ့နေကြတယ် ဒီလိုနေကြတယ်ဆိုတာတွေကိုတွေးပြီးတော့ချီညိုစိတ်လေးတွေဖြစ်ပြီးတော့အားကြစိတ်ကလေးတွေဖြစ်ပေါ်လို့အားကြပြီးတော့ဝတ်သွားလဲရတာပဲเนาะပတာဒဗဟုလောတဲ့ချီညိုသရာစိတ်တွေဖြစ်နေအောင်တွေးတော်ရမယ်ပေါ့เนาะမင်းတို့မင်းကြီးကဘာတွေးတော့ဆိုလို့ရှင်ဘုန်းကြီးတွေညစာမစားတာနဲ့တည်းပဲငါချီညိုပြီးငါမနေနိုင်ဘူးတဲ့ညစာမစားပဲเนาะ အဲ့ဒါတခုတည်းနဲ့ငါကြီးညိုပါတယ်လို့ပြောတယ်။ဒီလိုပေါ့အမျိုးမျိုးပေါ့ကြီးညိုစရာကိုရှာပြီးတော့ကြီးညိုဖြစ်တင်တဲ့စိတ်မျိုးတွေနဲ့ဆိုကိုယ်မှာအကုသိုလ်ပဲဖြစ်တယ်။အကုသိုလ်ဆိုတာဘုံကြီးကြောင့်ဖြစ်တာမဟုတ်ဘူး။ကိုယ်ရင်ထဲမှာ ဖြစ်တဲ့မုံတီးတဲ့စိတ်ကအကုသိုလ်ပဲ။မုံတီးတဲ့စိတ်ကအဖြစ်ပဲ။နော်။ ဘုသူဘောမုံဒီမုံဒီမုံဒီတဲ့စိတ်ဟာအကုသိုလ်ဖြစ်ဒါကြောင့်မို့ပတာရဘဟုလော ဟောတိဘိက္ခုတုယန္တိဘောမှာကြီးညိုသလားနောက်ဆုံးမှာမြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရား ဟောကြားထားတဲ့သိက္ခာပုဒ်တွေအတိုင်းကျင့်ကြံကြုကိုအထုံနေကြတယ်ရှင်သာရိပုတ္တရာတို့ရှမောကလန်တို့ရဲ့အနွယ်ဆက်တွေကနေပြီးတော့စင်စက်မပြတ်ဒီလိုကျင့်သုံးနေကြတယ် ငါတို့ဘုန်းကြီးမောနိုင်မှုသူတို့ဝတ်တယ်အေးជីညိုသရာစိတ်ဖြစ်အောင်တွေးတော်ဆင်ញင်ပြီးတော့ជីညိုမှုဖြစ်အောင်လုပ်ရမယ်နော်သူတို့ဆိုလိုတယ်နော်အဲ့ဒါဘုရားဘာသာကောင်း ဖြစ်ဖို့အတွက်နံပါတ်၄အချက်ပဲနောက်တစ်ခါနံပါတ်5ကတော့ဘာလို့ဆိုရင်အနုပါရမစိတ်တော်ဓမ္မန္တုနာတိတရားနာတဲ့အခါမှာအရေးကြီးတဲ့အချက်ပေါ်ပြတာ ဆက်သွဲနေတယ်တရားနာတဲ့အခါမှာတချို့ပုဂ္ဂိုလ်တွေကလူပေမဲ့လို့ဘောဓုတ္တကြွယ်တဲ့ပုဂ္ဂိုလ်တွေရှိတယ်ဘောဓုတ္တကြွယ်တဲ့ပုဂ္ဂိုလ်တွေကအာဘယ်ဘုန်းကြီးဟောတာမှားတယ်ဘယ်ဘုန်းကြီးကဘလို့နဲ့ဆိုပြီးတော့အပြစ်တင်ဆွဆွဲကဲရပြီးတော့ပြောဆိုတတ်တဲ့စိတ်ဓာတ်မျိုးတွေရှိတတ်တယ်တရားဟောပြီဆိုလို့ရှင် အမားရှာပြီးတော့အကွက်ထောက်တဲ့ စိတ်တမျိုးနဲ့မနာနဲ့တရားနာပြီဆိုရင်ဒီမင်္ဂန်နဲ့အကွက်ကလေးကိုသာအာယုံဆိုင်ပြီးတော့ဒီတရားမျိုး ကိုသိအောင်ကြိုးစားအနုပါရမစိတ်တာဆွဆွဲလူစိတ်ကဲရလူစိတ်ပြစ်တင်လူစိတ်တိမှတ်ထားပဲဒီဟာတော့ဒီကိုတော့ဟောတာမဟုတ်ဘူးဆိုပြီးဟိုသိလို့တဲ့စိတ်နဲ့ဆိုရင်ကိစ္စမရှိပါဘူးเนาะအမှားမှား အမားမှန်သိတဲ့စိတ်နဲ့နာတာတော့ကစားမရှိဘူး။လို့ဆိုလိုတာမဟုတ်ဘူးအပြစ်တင်မှုတချို့ကြတော့အပြစ်တင်မှုတက်တက်နာယူတာဖြစ်တယ်။ပြစ်တင်မှုမှတ်သားထားပြီးတော့အပြစ်ပြောဖို့အဲ့ဒီလိုစိတ်မျိုးနဲ့တရားဘယ်တော့မှမနာနဲ့တဲ့။သိလိုစိတ်နဲ့နာပါလို့ဆိုလိုတယ်။သိလိုစိတ်နဲ့နာတဲ့အခါမှာကိုယ်မှတ်သားစရာပါလာရင်မှတ်သားမယ်ဆိုတဲ့စိတ်နဲ့ပဲ။မှတ်သားပေါ့နော်။ အဲ့လိုဒီအချက်ဟာလည်းပဲအရေးကြီးတဲ့အချက်တစ်ခုတဲ့နောက်တစ်ခုကတော့ကုသပြုမှုနဲ့ပတ်သက်လာတယ်နံပါတ်6ကနဣတောဘဟိတာဒက္ခိဏဂဝေတတိကုသကောင်းမှုလုပ်ပြီးလူမဲ့တမ်းမဲ့ဆိုတဲ့ကုသကောင်းမှုယင်းဤမြောက်နံမှုတွေ မြုပ်နှံမှုတွေလုပ်ပြီဆိုလို့ရှိရင်ဘုရားသာသနာပေါ်မှာပဲမြုပ်နှံတယ်တခြားဘာသာတွေမှာတော့မြုပ်နှံဘူးတဲ့သူဆိုလို့ပေါ့အဲ့ဒါလေအရေးကြီးတဲ့အချက်တစ်ခုပဲကိုကိုကိုွယ်တဲ့ဘာသာတရားကိုပဲဥစားပေးတယ်ဆိုတဲ့အဓိပ္ပာယ်ကိုကိုကိုွယ်တဲ့ဘာသာတရားတွေက တကယ်ကိုလှူဒန်းထောက်ပံ့တိုက်တဲ့ပုဂ္ဂိုလ်ကိုရှာကြံပြီးတော့လှူဒန်းထောက်ပံ့တယ်လို့သူဆိုလို့ အဲ့ဒါနဣတောဗဟိတာဒီသာသနာမှာအပြင်ဘက်ကို သွားပြီးတော့ဒက္ခိနေယနခဝိတတိအလူခံတိုက်တဲ့ပုဂ္ဂိုလ်သွားမရှာဘူးဆိုပါစို့အဲဘုန်းကြီးတွေလှူတာတဲ့ဘယ်သူသွားလှူရတာပိုကောင်းတယ်လို့ဆိုတာမျိုးပေါ့နော်အဲ့ဒီလိုအပြင်မကိုသွားပြီးတော့လူသိန်းလှူတိုက်တာဆိုပြီးတော့သွားပြီးတော့ မရှာဘူးတဲ့သာသနာအတွင်းမှာပဲရှာကြံပြီးတော့လှူသိမ်းလှူတိုက်တဲ့ပုဂ္ဂိုလ်လှူမယ်ဒီလိုစိတ်ဓာတ်မျိုးထားမယ်တဲ့ဒါကဘာသာတရားနဲ့စိတ်သက်ကိုဖော်ပြတဲ့သဘောပဲဘုရားဘာသာကောင်းတရားဖြစ်ဖို့အတွက်နောက်တစ်ခုကတော့နံပါတ်ခုံကဣဒ္ဓအစပုပ္ပကာရံကရောတိကိုယ်ဘဝမှာကုသိုလ်ကောင်းမှု လုပ်မယ်တခြားဘာသာတွေကိုမလှူရဘူးလို့ပြောတာမဟုတ်ဘူးပုပ္ပကာရဥစားပေးမယ်ဘုရားဘာသာကိုဥစားပေးလှူမယ်တခြားဘာသာလည်းလှူလို့ရတယ်ဥစားပေးလှူတယ်အဲ့ဒီအဓိပ္ပာယ်မျိုးရတယ်ဣဒါစပုပ္ပကာရတချို့ကဘဝမှာကိုလုံးမဲ့ကုသကောင်းမှုတစ်ခုဥစားပေးပြီးတော့လုပ်တယ်ဗမာစကားဥစားပေးတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် အဲ့ဒီဥစားပေးပြီးဘုရားသာသနာတော်ကိုဥစားပေးပြီးတော့လှူတာတန်းတာမျိုးလောက်ရမှာဖြစ်တယ်တဲ့တခြားဟာကိုဥစားပေးပြီးတော့လောက်ရမှာမဟုတ်ဘူးလို့ဆိုလို့မလှူလဲလို့လည်းမတားဘူးမြတ်စွာဘုရားမလှူနဲ့လို့တားတာမဟုတ်ဘူးအဲ့ဒီစိတ်ဓာတ်လည်းမရှိဘူးတို့သာလှူသူများမလှူနဲ့ဆိုတဲ့ဟာမျိုးမရှိဘူးအဲ့ဒါကြတော့ပိတ်ပင်ရာရောက်တယ်မြတ်စွာဘုရားကိုယ်တိုင်ကရှင်းပြီးတော့ဟောထားတယ် သူများလှူတဲ့အလှကိုတဲ့ပိတ်ပင်တမ်းမြစ်တဲ့ပုဂ္ဂိုလ်ဟာတဲ့လှူတဲ့ပုဂ္ဂိုလ်ကုသိုလ်ကိုဖြစ်စီရရောက်တယ်တဲ့အလှခံတဲ့ပုဂ္ဂိုလ်လက်လဘဖြစ်စီရရောက်တယ်ဟန္တာရရောက်တယ်သူကိုယ်တိုင်လည်းစိတ်ဓာတ်ယုံမှသည့်အတွက်ကြောင့်မကောင်းမှုအကုသိုလ်တွေသူ့မှာလည်းပဲသူ့ရဲ့ဂုံအီချင်းတွေဟာပျက်စီးသွားတယ်လို့သူဆိုတယ် ဒါကြောင့်မို့မြတ်စွာဘုရားဒါနကောင်းမှုနဲ့ပတ်သက်တဲ့အခါကျရင်ဘယ်ကိုလူရမတုံးလို့မိကုံမျိုးမေးမယ်ဆိုရင်ယထပတိရတိတထဒေဟိမင်းချီညိုတဲ့နေရာလှူဘာသာတရားမှလည်းဘယ်ဘာသာတရားပဲလှူလှူဘသူပဲလှူလှူကိုချီညိုတဲ့နေရာလှူလူကိုလှူခြင်းနဲ့လှူတရိစ္ဆာန်လှူခြင်းနဲ့လှူတချို့ကလူထမင်းမကြွေးနဲ့ခွေးထမင်းကြွေးတဲ့လူဟာရှိသေးတယ်လေခွေးတွေကို <laughs> တရွာလုံးရှိတဲ့ခွေးတွေကိုဖိတ်ပြီးတော့ဒီဖြာကြီးတွေခင်းပြီးအဲ့ဒီဘာမှခွေးထမင်းကျွေးတယ်ဆိုတာကြားဘူးတယ်နော်ရွာလူတွေတော့တမင်းကျွေးခွေးတွေဖိတ်ပြီးတော့တမင်းကျွေးခွေးမှန်သမ ्या လာခဲ့စားဖို့ဖိတ်စာမြတ်ကန်းသေးလာတော့မသိဘူးကုတ်ကြားတို့အကုန်လုံးတက်ရောက်ပြီးတော့သုံးဆောင်ကြဖို့ဆိုပြီးတော့ဖိတ်တာအဲ့လိုဟာတွေရှိတယ်လေ အဲ့တော့သူသူကြိုက်လို့လောက်တာဆိုဘယ်သူလူလူတိရစ္ဆာန်ကိုလူရင်မြတ်စွာဘုရားအစတရာအကျိုးပေးတယ်လူကိုလူရင်တော့လမ်းမောကလူဆိုရင်အစတထောင်ကိုချင်းတိလာရှိတဲ့ငါးပါးတိလာလုံတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်အစတသိန်းလို့သူတို့ခွဲချတယ်မတူဘူးပေါ့မြေပေါ်မှာတိပင်းဆိုင်တယ်လို့ပဲမြေကောင်းရင် ကောင်းတယ်လို့အကျိုးအမြတ်ထွက်တာပဲအဲ့ဒါလို့သာခွဲချပြီးတော့ဟောတာဖြစ်တယ် အဲ့တော့အလုံးပေါင်းလိုက်တဲ့အခါကျတော့အချက်တည်းရနော်နံပါတ်1ကဘောရဘာသာခေါင်းရဲ့အရေးချင်းနေဆိုတာတဲ့နံပါတ်1ကဘုန်းကြီးတွေနဲ့မကြာခဏတွေ့ဖို့ကြိုးစားခြင်းသူတော်ကောင်းတရားကိုမမေ့မလျော့ကြားနာခြင်းအဋ္ဌသီလဆိုတဲ့၅ပါးသီလ၈ပါးသီလ၉ပါးသီလ၁၀ပါးသီလအဲ့ဒီ အလေးနဲ့ထားရမယ်လူတွေအလေးနဲ့ထားပြီးစောင့်တော်ရမယ်သီလတွေပေါ်မှာကြိုးစားအထောက်ချင်းရဟန်းတန်ဃာတွေပေါ်မှာကြည်ညိုစိတ်မြားပြခြင်းတရားနာတဲ့အခါမှာအပြစ်ရှာပြီးတော့အပြစ်ရှာဖို့ထောက်ပြဖို့ဆိုတဲ့စိတ်ဓာတ်နဲ့မနာဘဲနဲ့သိလို့တဲ့စိတ်ဓာတ်နဲ့နာခြင်းနောက်ပြီးတော့ဒီသာသနာ အပြင်ဘက်မှာ အလှခံလိုက်တဲ့ပုဂ္ဂိုလ်မရှာခြင်းဒီသာသနာအတွင်းမှသာအလှခံတဲ့ပုဂ္ဂိုလ်ရှာခြင်းဒီသာသနာအတွင်းမှသာလည်းဥစားပေးပြီးတော့လှခြင်းတန်းခြင်းဆိုတဲ့ဒီအချက်ခုနှစ်ချက်ကျိုးစားအထုတ်ခြင်းဖြင့်ကိုယ့်ရဲ့ဘုရားဘာသာကောင်းတို့ရဲ့အရေးချင်းကိုရရှိသွားမှာပဲဖြစ်တယ်ဗော